စစ်ကောင်စီစစ်ကြောင်းကိုမိုင်းထောင်စဉ်မိုင်းမတော်စမှုဖြစ်ပွားပြီးရဲဘော်တောင်းမင်းကြာဆုံးခဲ့မကွေတိုင်းမင်းဘူးခရိုင်ခြေပြုလှူရှားနေတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မင်းဘူးခရိုင်တရင်မှန်9က PDF တပ်ဖွဲ့ဝင်တဦးဟာ မိုင်းမတော်စမှုဖြစ်ကကြာဆုံးသွားခဲ့ရတာလေဖြစ်ပါတယ်ကြာဆုံးခဲ့ရသူမှာ အသက်16နှစ်အရွယ်တက်ဖွဲ့ဝင်ရဲဘော်တောင်မင်းဖြစ်ပြီး2025ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာလင်းစင်းနဲ့ကံပြားရဲစခန်းကနေစစ်ကြောင်း၃ကြောင်းဖြန့်ထိုးလာတဲ့စစ်ကောင်စီတက်ဖွဲ့ဝင်တွေကိုအုံတော်ရွာအနီးမိုင်းဆွဲ တက်ခိုက်ဖို့ပြင်ဆင်နေချိန်မှာမိုင်းမတော်ဆမှုဖြစ်ပွားကကြာဆုံးသွားခဲ့ရတာလေဖြစ်ပါတယ် ရဲဘော်ကြာဆုံးခဲ့ရမှုအတွက်မင်းမှုခရိုင်တရင်ငားမှတည်င်းနဲ့ပြန်ကြားရေးတာဝန်ခံကကြာဆုံးသွားခဲ့ရတဲ့အသက်16နှစ်အရွယ်တပ်ဖွဲ့ဝင်ရဲဘော်ဒေါင်းမင်းရဲ့ဇာပနာအခမ်းအနားကို2025ခုနှစ်ဇန်နဝါရီလ12ရက်နေ့မှာမင်းမှုခရိုင်အမှတ်9တရင်ရဲ့ထိန်းချုပ်ထားတဲ့ဇလင်းမျိုးနဲ့အတွဲမှာမိရှုတကြိုခဲ့ပြီးအယိုးပြကတော့အိုးနဲ့ယူထားခဲ့ပြီးကိုသွင်းတကြိုပေးခဲ့တာလည်းဖြစ်ပါတယ် တပွဲဝင်မိုင်းသမားရဲဘော်ဒေါင်းမင်းဟာ စလင်းမျိုးဇာတိဖြစ်ပြီး အမှတ်9တရင်ရဲ့2024ခုနှစ်ဒီဇင်ဘာလကဖွင့်တဲ့အပတ်စဉ်ကိုတင်နန်းကိုတက်ရောက်ကတင်နန်းဆင်လာသူတူဖြစ်ပြီး၎င်းရဲ့ဇာဗနာအခမ်းအနားကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်အင်အားတရာကျော်တက်ရောက်ခဲ့ကြတာလည်းဖြစ်ပါလေအသက်19နှစ်အရွယ်ပေးဆက်ခဲ့ရသူဟာ ရဲဖို့တောင်းမင်းပဲဖြစ်ပါတယ်။ဒီຫນွေဦးတော်လန်ကြီးတဲ့ကျွန်တော်ရဲ့ငယ်ွယ်တဲ့လူငယ်တွေရဲ့အသက်တွေကိုဆုံးရှုံးခဲ့ရတာရလာပါပြီ။ဒီလိုဆုံးရှုံးမှုတွေထပ်ပြီးမဖြစ်အောင်လို့လည်းကျွန်တော်တို့အားလုံးကရရနေရာတွေကနေအမြင်မပြတ်ပါဝင်နေကြဖို့လိုအပ်ပါတယ်။သွေးကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ရတာဟာကျွန်တော်တို့အမတန်ဝမ်းနည်းနာကျင်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းဒီလိုမှတ်တမ်းတင်မှုမျိုးတွေထပ်ပြီးမလုပ်ချင်တော့ပါဘူးဒီလိုမလုပ်ချင်ရခြင်းအကြောင်းရင်းဟာလည်းရဲဘော်တွေထပ်ပြီးမကြဆုံးစည်းခြင်းလိုပဲဖြစ်ပါတယ်ဒါပေမဲ့တိုင်းပြည်နဲ့ပြည်သူလူထုကိုကာကွယ်ရင်းမြင့်မြတ်စွာအသက်ပေးကြဆုံးသွားခဲ့ရတဲ့အခါမှာတော့ကျွန်တော်တို့အားလုံးကမှတ်တမ်းမတင်ကြပေမဲ့လည်းတင်နေရလေဖြစ်ပါတယ်အမေရောကန်သူရဲ့ကောင်းတဲ့အတွက်ကျွန်တော်တို့အားလုံးက ်ဘယ်တော့မှမမြင်သွားကြဘူးလိုအပ်ပါတယ်သူတို့ရဲ့အသက်ခန္ဓာကိုယ်တွေကိုပေးဆက်ဆွန့်လုပ်ပြီးမှရခဲ့တဲ့တော်လန်ရေးကိုကျွန်တော်တို့အားလုံးတံပိုးထားကြဖို့လိုအပ်ပါတယ်ကျွန်တော်တို့မှတ်တမ်းတင်နေရခြင်းဟာလေမြို့တော်လန်ရေးဟာအလွယ်တကူနဲ့မရခဲ့ကြောင်းအသက်တွေဘဝတွေပေးဆက်ဆွန့်လုပ်ပြီးမှရခဲ့ကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာကပီးမော်ကွန်ထိုးနေရတာလေဖြစ်ပါတယ် အဖေနေခံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကိုင်တော်လန်ရင်းမြင့်မြတ်စွာအသက်ပေးလူကြဆုံးသွားခဲ့ရတဲ့မင်းမူခရိုင်တရင်မှန်ငါမှာမိုင်းတသားရဲဘော်ဒေါမင်ဟာကျွန်တော်တို့စပုတ်ပြီးတဲ့မြန်မာမှာလေအလေးနီပြုမှတ်တမ်းတင်လိုက်ရပါတယ်ရဲဘော်ရဲ့စွန့်လွတ်အနေနာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီຫນွေဦးတော်လိုင်းတမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါကြဆုံးခဲ့ရတဲ့ရဲဘော် ကောင်းရာဒုက္ခလာပါစေ။ဖက်စစ်ဂျပန်စစ်အာဏာရှင်ကို အမြင့်ပြတ်ချေမှုန်းရင်းနေဦးတော်လိုင်းမှာကြာဆုံးသွားခဲ့ရတဲ့ဒွေကောင်းအာဇာနည်ကို ခြေကွဲဝမ်းနဲ့ဂုံယူလေးစားခြင်းများစွာဖြင့်အလေးနီပြုမှတ်တမ်းတင်နေတဲ့စပုတ်ဗီဒီယိုရဲ့မြန်မာ YouTube channel ကို နားဆင်နေကြရတာပဲဖြစ်ပါတယ်။စပုတ်ဗီဒီယိုရဲ့မြန်မာ YouTube channel ကို ကြည့်ရင် တော်လန်ရေးမှာတတောင်တနေရာကနေပါဝင်နေရဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာမြင်းမြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာ မြန်မာတွင်ဥတော်လန်ရေးမှာရဲဘော်တွေရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြအောင်တမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲ ဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရဲမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက် အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နဲ့ကံရွေပဲဖြစ်စီလက်နဲ့မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ် PDF မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်